ုတာဒီစားပါကျွန်တော်ရင်အဖေအာရောကန်မြန်မာ education ဒီကနေ့ဒီစားပြန်နေကျဆွလိုက်ပါလိမ့်ခဏလကြိုကြာမြင်လာတဲ့ job view စဉ်းမျက်နှာအခြေအနေကိုဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဆုံးထိကြေညာနောက်ဆက်ပေးကြပါဦးခင်ဗျတရုတ်စီမံကိန်းရှိရာရခိုင်ပြည် job view ညနေမှာစစ်ကောင်စီနဲ့အရက်တတိုးတို့တိုက်ပွဲဖြစ်ပွားနေတာဟာခဏလကြိုကြာမြင်လာပြီဖြစ်ပါတယ် ချော့ဖြူမြို့နယ်လင်းမိန်ခန်းအကွာဓညာဝတီရေတပ်ဌာနချုပ်အနီးပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကစတင်ခဲ့တဲ့တိုက်ပွဲမှာယခုအခါမှာချော့ဖြူမြို့ရဲ့တောင်ပင်နဲ့အနောက်တောင်ပင်နေရာအနှံ့အထိတိုက်ပွဲဧရိယာခြေပြန့်လို့တာနေခြင်းဖြစ်ပါတယ်။အေးဘက်ကနေရာဆောင်မှာရှိနေတာကိုစစ်ကောင်စီဘက်ကမသိဘဲတက်လာလို့အခုတိုက်ပွဲဖြစ်နေတာရှိတယ်။နောက်ပြီးအေးကအခြေကုတ်ထားတဲ့နေရာတွေကိုစစ်ကောင်စီဘက်ကထုတ်စစ်လုပ်လာလို့တိုက်ပွဲဖြစ်တာရှိတယ်။ခုတလို့စစ်ကောင်စီဘက်ကနေရာဆောင်က အထောက်ခံနေတာဆိုတော့တိတ်ပွေးကကြေပြန့်လာတဲ့သဘောမှာတို့အစီအစဉ်တင်ရင်းမြစ်ကဆိုပါတယ်စတေမလာ29ရက်နေ့ကလေးစစ်ကောင်စီဘက်ကထုတ်စစ်ဆင်လာတဲ့အတွက်ကိုတူကြည်ရွာနီးတိတ်ပွေးများဖြစ်ပွားနေပြီးတော့စစ်တင်ဖို့များမှလက်နေကြီးတွေနဲ့ပြစ်ခတ်နေကြောင်းလေးသိရပါတယ်။အလောက်တူကလပါမလကျောင်းမင်းတက်တောင်၊ကန်ဒီနှံဖစ်တောင်ပြားတဲ့ကြံတိန်တဖန်ခါစတဲ့ကြည်ရွာအနီးတွင်မှလည်း ခုစက်တင်ဘာတတိယပတ်အတွင်းမှာ တိတ်ွေတွေပြင်းပြင်းထန်ထန်ဖြစ်ွားခဲ့ပါလေဒီရက်ပိုင်းမှာဆိုရင်ကိုတူရွာနဲ့တညဝတီရေတက်ရှားမှရှိတဲ့နေရာတိုင်းနေပါမှာတိတ်ွေတွေဖြစ်နေကြပါလေကြိတ်တိုင်နဲ့တပင်းကားရွာအနီးမှာဆိုစစ်ကောင်စီစစ်ကြောင်းကိုအေကကြားဖြတ်တက်ခဲ့ခဲ့တာကြောင့်စစ်ကောင်စီကကြာဆုံးမှုတွေများနေတယ်လို့သိရတယ်လို့မြေပြင်စစ်ရေးအခြေအနေကိုတည်တဲ့ကြော့ဖြူဒေသခံအမျိုးသားတို့ကပြောပါတယ်စစ်ကောင်စီဟာပြီးခဲ့တဲ့ဇွန်လပိုင်းမှာစပြီးတော့တညဝတီရေတက်ဌာနချုပ်အမှတ်30နှစ်ရေတက်ရင်တဲ့တရုတ်ဒဏ်ွေတန့်စင်စေရုံ OGT ပက်တော့မှာ စစ်ကြောင်းများဖြန့်ပြီးတော့ထုတ်စစ်ဆင်နေခြင်းဖြစ်ပါတယ်။တညောင်ဒီရစ်တက်ဌာနချုပ်မှာတန်ဆင်မြင့်ကန်ချေဘက်အနီးမှာရှိပြီးတော့အလတူမလာကျန်းကျေးရွာမှာဘင်္ဂလားပင်လီအိုဘက်ကန်ချေအနီးမှာရှိကဟိုဘက်ဒီဘက်ကုန်းမြေအစုံဖြစ်ပါတယ်အစပါနေရနှစ်ခုဟာ73မိန်ကျော်ခန့်ကွာဝေးပြီးအလင်းမှာအမှတ်30နှစ်ရစ်တက်ရင်နဲ့ကလပါမင်တက်တောင်နှမ်းဖိတောင်ကန်ဒီပြားတဲခတ်တပြေ ကြက်တန်းတဖန်ခါစင်မောစတဲ့အကျွော်များရှိကရင်းနေရာတွေကတဝိတ်မှလေးတိတ်ပွေးများဖြစ်ပွားနေခြင်းလေးဖြစ်ပါလေမလာကြံကြီးရွာဘက်ကထိုးစစ်ဆင်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာလက်ရှိမှာကလပါနဲ့ကိုတူကြီးရွာအနီးတဝိတ်ကိုထိုးဖောက်နေပြီးအမှတ်30နှစ်ကြီးတက်ရင်တညောင်လေးရစ်တက်ဌာနချုပ်တို့ဘက်မှထိုးစစ်ဆင်နေတဲ့စစ်ကြောင်းများနဲ့ရှိတ်စစ်ဖို့ကြိုးပမ်းနေပါတယ် ချော့ဖြူမြို့နယ်မှာတရုတ်ကရင်းနှီးမြှုပ်နှံထားတဲ့ရေနံနဲ့သဘွားတန်ခွေပိတ်လိမ်များအပြင်ရင်းစီမံကိန်းများနဲ့ဆက်ဆက်နေတဲ့အဆောက်အုံတွေစစ်ရုံများရှိတဲ့အတွက်အာရိခတ်တတော်အတွက်တိုက်ပွဲဖော်ဆောင်ရမှာအကန့်အသတ်များကြုံနေရကြောင်းတွေတည်င်းရင်မြစ်ကပြောပါတယ်အာရိခတ်တတော်ဟာပြီးခဲ့တဲ့ဇန်နဝါရီလပိုင်းကစပြီးတော့အမှတ်30နှစ်ရေတရင်အနီးမှာထိချုပ်နေရတချို့နဲ့နှက်ဖြစ်တော်ပြင်ရှိမလာကျွန်စတဲ့ကြည်အားတွေကိုနောက်ဆုတ်ပေးခဲ့ရပါတယ် ကြောက်ဖြူစင်းမျက်နှာမှာစစ်ကောင်းစီဟာစစ်ကြောင်းကို ရေချောင်းကအတိကအသုံးပြုနေပြီးစစ်တင်ပေါ်များနဲ့လက်နက်ခေယံများအပြင်စစ်တီအင်အားထောင်နဲ့ရှိဖြန့်ကျက်ထားတဲ့အတွက်အရခတက်တော်အနေနဲ့စစ်တင်ပေါ်တွေကိုဖျက်တော်ရန်လိုအပ်နေကြောင်းဒေသခံတွေကသုံးသပ်ကြပါတယ် အရှင်ခဏနာကြိုကြာကြာမြင့်လာပြီဖြစ်တဲ့ရခိုင်ပြည်ကြော့ဖြူတပွေမြန်မာစစ်ကောင်စီဘက်ကအင်အားထောင်းရှိဖြစ်တဲ့ကတည်ရင်ဌာနချုပ်စစ်မြေပြင်တို့မှာဖြန့်ကျက်ထားပြီးတော့အရခတ်တို့ထံမှမကြဆုံးစေရအတိအ탄စူးစမ်းနေခြင်းဖြစ်သောသိရပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒါတော့ကြော့ဖြူတပွေအခြေအနေတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးရခြင်းဖြစ်ပါတယ်အဆုံးထိ ျေးဇူးနာဆင်ပေးခဲ့ကြတဲ့ဒေါ်လာမိဖပြည်သူညီကိုမတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားရခပြည်သူပြည်သားများနဲ့တော်ဝမြန်မာပြည်သူပြည်သားများအားလုံးဒီခင်ကြံမှာကြပါစေခင်ဗျာ